မျက်စိရှိမှမြင်နေရတဲ့မင်းမလာလေးကိုလှတယ်လို့မထင်ပါနဲ့တကယ်တော့သူကအသက်တရာရှိနေပြီဖြစ်တဲ့အွားကြီးတယောက်ပါအခုလိုငရွယ်နုပြိုနေရတဲ့လေဝဲချက်ကတော့သူမလူသားတွေရဲ့အစာအာဟာရကိုဆုပ်ယူနေရပဲဖြစ်ပါတယ်အဲဒီချိန်မှာတော့ကောင်မလေးဟာသူ့ရဲ့အသင်ပြေပြောင်းလဲသွားတာကိုသတိမထားမိခဲ့ပါဘူးဒုတိယမြောင်းနေ့နိုးလာခဲ့ပြီးတဲ့နောက်မှာတော့ကောင်မလေးကချက်ချင်းပဲအုံမင်းသွားခဲ့ပြီးတည်ဆုံလို့သွားပါတယ်ဟုတ်ကဲ့ဇလန်လေးအကြောင်းပြောမယ်ဆိုလို့ရှင်တော့ဇလန်ကအာဝေးဟာယူနန်ပြည်နယ်မှာသွားပြီးတော့ရိုက်ကူးရင်းနဲ့ဖျက်ရှောက်ခံမှာပါဝင်တဲ့ရှောင်းဖန်းနဲ့မတော်တဆဆုံပြီးတော့ရင်းနှီးကြုံဝင်ခဲ့ပါတယ် နှစ်ယောက်သားမြင်မြန်ဆန်ဆန်ခြေကျွမ်းဝင်ခဲ့ကြပြီမလဲအောက်ဝီကတော့သူ့မှာကောင်းပါလေးရှိတဲ့အကြောင်းဖုံးကွယ်လို့ထားပါတယ်အဲ့ဒီညမှာပဲမထင်းချုံနိုင်မင်းနဲ့ရှောင်းဖန်းရဲ့ချစ်ရဲ့လွန်းတဲ့ညာလေးကိုဖျက်တမ်းခဲ့ကြတာပါယူနန်ကမင်းကလေးတွေအားလုံးကဆုံးတက်တက်တယ်လို့အောက်ဝီဟာကြားဘူးထားခဲ့ပြီးအဲ့ဒီအချိန်မှာပဲအောက်ဝီဟာသူ့ရဲ့သမင်မွေးတစ်ချောင်းကျွတ်ကျနေတာကိုတွေ့တော့ချက်ချင်းပဲကောက်သိပြီးကြမ်းမြင့်ကိုပြန်ပြီးရှင်းလိုက်ပါတယ်ရှောင်းမန်းကသူ့အခုလိုဆိတ်လို့ရှားနေတာမြင်ရတော့အောက်ဝီမှာတကယ်ပဲကောင်းပါလေးမရှိဘူးလားလို့ထပ်ပြီးမေးပါတယ်အောက်ဝီကလည်းတကယ်မရှိဘူးလို့ငြင်းဆန်လိုက်ပြီး တလကြလို့ရှိရင်သူ့ကိုလာပြီးလက်ထက်မယ်လို့လည်းဂရီပေးလိုက်ပါသေးတယ်။ငရုံမလေးရှောင်းမန်းကတော့သူ့ကိုသူအချစ်စင်းနဲ့တွေ့ပြီးလို့ထင်သွားပြီးချစ်တဲ့လက်ဆောင်လေးတစ်ခုကိုပါသူ့ကိုပေးလိုက်ပါသေးတယ်။ထင်မှန်မထားဘဲနဲ့အဝေးဟာအိမ်မြန်ရောက်လာတော့ရှောင်းဖန်းသူ့ကိုမကောင်းတဲ့အတက်တွေနဲ့လှုပ်ထားမှဆိုပြီးခန္ဓာကိုယ်တန့်ဆန်သွားစေဖို့အတွက်ရေလောင်းချိုကရှောင်းဖန်းပေးခဲ့တဲ့လက်ဆောင်လေးကိုလည်းမီးရှို့ဖျက်ဆီးဖြစ်ပါတော့တယ်။ပေါ်ပြီးတော့လွန်သွားတာကတော့ဟောင်ကောင်ကိုပြန်ရောက်တာနဲ့အဝေးဟာမဟောင်အင်းနဲ့ပဲကောင်မလေးနဲ့ချစ်ချင်နေနေခဲ့တာပါ ရှောင်းမန်းကိုတော့လုံမကောင်းင်းကနေထုတ်ထားခဲ့တာဖြစ်ပြီးထိမြန်စွန်နဲ့ပဲတလာတာကကုံဆုံးသွားခဲ့ပါတယ်။အဲနောက်မှာတော့ရှောင်းမန်းကအာဝေကိုလမ်းဆွနေရတဲ့အတွက်စားတဲ့ဆောင်ရေးပါတယ်။စားတဲ့မှာတော့သူမဟာအာဝေကိုအလွန်ကိုလမ်းနေတဲ့အကြောင်းနဲ့ယူနန်ကို မြင်မြန်ပြန်လာပြီးသူ့ကိုလာတွေ့ဖို့တဲ့ပြောထားတာပဲဖြစ်ပါတယ်။ဒါမှလည်းအာဝေကတော့စာကိုဖတ်ပြီးအောင်နဲ့ယူနေတာပဲလို့ပြောပြီးတော့အဲဒီစာကိုအင်သာလေးပြစ်ချလိုက်ပါတယ်။ရလက်အနေနဲ့တိတ်မကြခင်မှာတော့အာဝေကအပြစ်ဒဏ်တွေကိုစတင်ခံစားရပါတယ်။ညနေတကောင်မှာအာဝေဟာဘာကြောင့်မှန်းလည်းမသိဘိုင်းနာတဲ့ဝေဒနာအလူလေးခံစားနေရပြီး ကော်မလီကလည်းသူ့ကိုစေးုံတင်ပြီးတော့စစ်ဆေးခိုင်းပေမဲ့ဆရာဝန်နေစမ်းတဲ့စစ်ဆေးပြီးတဲ့နောက်မှာတော့သူ့မှာဗာယောဂါမမရှိတဲ့အကြောင်းပြောပါတယ်။ဒါပေမဲ့လည်းအဝေရဲ့ဘိုက်ကတော့အတော်လေးကိုနာနေတာဖြစ်ပြီးဒုတိယမြောက်တဲ့နေ့ကိုရောက်တဲ့အခါမှာတော့အဝေဟာယုဒိယကြီးပြန်ကောင်းလာခဲ့ပါတယ်။ဗာယောဂါမမဖြစ်ခဲ့တဲ့အတိုင်းပုံမှန်ပြန်ပြီးတော့ဖြစ်နေတာဖြစ်ပြီးဒါပေမဲ့ညာဘက်ကိုရောက်တော့ဘိုက်ကယုဒိရဲ့နာလာပြန်ပါတယ်။အာဝေကလည်းနောက်တစ်ချိန်စေယုံပြန်ပြီးတော့တက်ရတယ်လို့ဆောင်းဝင်တွေကလည်းထပ်ပြီးတော့စစ်ဆေးကြပါပေမဲ့ဗာယောဂါမမရှိတဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ ကျေးဇူးကောင်းပါလေးအပြင်ကတော့ဒါဟာယူနယ်ပင်တွေကပါလာတဲ့ဆုံးတဲ့ယောဂကြောင့်လားဆိုပြီးတော့တန်တရားရှိနေတဲ့အချိန်မှာစေယုံကိုအဝိနာမည်နဲ့ပါစယ်တစ်ခုရောက်လာခဲ့ပါတော့လေယူနယ်ပင်တွေကအဝိအတွက်ပို့လိုက်တာလို့လည်းဆိုပါတယ်အပြင်ကတော့တည်ကျင်တဲ့ဇွန်နဲ့ပါစယ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအထင်းမှာစားတဲ့ဆောင်နဲ့စပင်တစုပါလာခဲ့တာပါစားတဲ့မှာရေးထားတာကတော့ဘိုက်ကိုဘာမှမဖြစ်စေချင်ဘူးဆိုရင်ကိုတိုင်ယူနယ်ကိုလာပြီးတော့ရှောင်းဖန်းကိုလာရှာပါတယ်အပြင်ဟာစားကိုဖက်သွားပြီးတဲ့အခါမှာသူ့ရဲ့ချစ်သူကသူ့ကိုတစ္ဆာဖောက်ခဲ့တယ်ဆိုတော့ကိုမယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ် ဒါမှမဟုတ်အပြင်ကသူ့ကိုအပြစ်မတင်ရက်ပါဘူး။အဝိကိုပါခေါ်ပြီးတော့ယူနန်ကို လိုက်လာခဲ့ကြပါတယ်။ဒါမှမဟုတ်အဝိကတော့ဘိုင်းနာလုံးနာကြောင့်ပဲအပြင်တယောက်တည်းရှောင်းဖန်းအင်ကိုဝင်သွားလိုက်ပြီးမြစ်စီရှိကအဖွားကြီးကိုမြင်တဲ့အခါမှာဒါဟာရှောင်းဖန်းဖြစ်နေလိမ့်မယ်လို့လည်းထင်မှတ်ထားခဲ့တာပါ။နောက်ဆုံးမှာတော့အပြင်ကသူဟာအဝိရဲ့ကိုစားသူ့ကိုတောင်းပန်လိုက်ပြီးရှောင်းမန်းကလည်းအဝိကိုခွင့်လွှတ်တယ်လို့ပြောပြီးတော့စပင်းကြီးကိုပြန်ဖေရှားပေးဖို့ကူညီမယ်လို့ဆိုပါတယ်။ အပြင်ကလည်းအလုံးကိုဝမ်းသာသွားပြီးတော့ရှောင်းဖန်းအတွက်နင်နာကြီးအနေငယ်ပေးလိုက်ပါတယ်။ဒါပေမဲ့လည်းရှောင်းမန်းကတော့ပတ်စံကိုလုံးဝမယူပါဘူး။အပြင်ရဲ့လက်ကိုကင်ထားလိုက်ပြီးအပြင်အိမ်ကိုပြန်သွားတဲ့အခါမှာတော့ရှောင်းဖန်းရဲ့လက်ကအရေးအကြောင်းတွေကင်းစင်ပြီးတော့ပြန်လည်အမှုပြုလို့သွားခဲ့ပါတော့တယ်။အဲဒီချိန်မှာတော့အပြင်မကအဝိဟာလုံးဝပိုင်မနာတော့တယ်လို့နှယောက်သားပျော်ရှင်စွာနဲ့ပြေးဖက်ပြီးကြတဲ့နောက်ကားမောင်းပြီးတော့ပြန်လာခဲ့ကြပါတယ်။အခုဆိုလို့ရှိရင်တော့အဝိရဲ့စပင်းလေးကိုဖယ်ရှားပြီးသွားပြီးဖြစ်ပြီးအပြင်ကအဝိနဲ့အချင်းခဏလောက်ယာယီခွဲဖို့အတွက်ဆုံးဖြတ်ထားပါတယ်။ မားတွေပြောင်းပြင်ပြီးတော့ကောင်မလေးစီကိုစိတ်တက်လူတက်ပြောင်းပြီးတော့ဖြစ်စေဖို့အတွက်ပါအာဝေဟာနေတိုင်းပဲရုံတဲ့ရုံစင်းတိုင်းမှာကြိုးပို့ပေးတဲ့ပါသေးတယ်နောက်ပြီးတော့လေစိတ်ဆက်လက်ဆွဲလေးပါပေးပြီးတော့လက်ထက်ခွင့်တောင်းလိုက်ပါတယ်အဖင်ကလည်းထင်မှမထားဘဲနဲ့အပြော်တွေလုံပြီးတော့ပျော်ရွှင်ခဲ့ရပါတယ်ဒါပေမဲ့အဖင်ရဲ့လက်မှာတော့အမဲဆက်တွေထွက်လာခဲ့ပြီးဖြစ်ပြီးကောင်မလေးအတွက် romantic ဆန်တဲ့ခံစားချက်တွေပေးချင်နေတာနဲ့အာဝေဟာဒီနေ့ညညစာစားဖို့အတွက်ချင်းဆိုထားပါတယ်ဒါပေမဲ့လည်းအချိန်တော်ကြီးကြောင်းဆောင်ပြီးတဲ့အထိအဖင်ကရောက်မလာခဲ့သလို အဝိဟာအဖင်အင်ကိုလိုက်တွားကြည့်တဲ့အခါမှာတော့သူ့ရဲ့စပင်တွေဖြူနေတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့မျက်နှာပြင်ကလည်းအရေးကြောင်းနဲ့အများကြီးထွက်လာတာဖြစ်ပြီးအဝိကဒါဟာဆုံးအတဲ့ကြောင့်ထင်သွားခဲ့ပါတယ်။ဒါမှမဟုတ်ကန်ဆုံးမှုတွေကဘယ်တော့မှတခုတည်းမလားသလိုကုမ္ပဏီကိုပြန်ပြီးတော့ရောက်လာတဲ့အခါမှာတော့ယူနန်ကရှောင်းဖန်ကဝန်ထမ်းအဖွဲ့တွေကိုရောက်လာတာတွေ့ရပါတယ်။အဝိတယောက်ဒေါသကိုမထိန်နိုင်ပဲနဲ့သူ့ကိုရုံးငန်းထဲခေါ်လာခဲ့ပါတယ်။ပြီးတော့အဖင်ကိုဖြူစားထားတာလားဆိုပြီးတော့မေးပါတယ်။ရှောင်းမန်းကလည်းအဝိဟာသူ့ကိုအရင်လဲသားခဲ့တာဖြစ်တဲ့အကြောင်းပြီးတော့အဖင်ဟာသူ့ကိုကယ်ချင်လို့ ထိုက်တင်တဲ့ပေးဆက်မှုပေးရတာဖြစ်တဲ့အကြောင်းပြောပြပါရယ်။စကားဆုံးသွားတဲ့ဒီအောင်းဝင်းမှာဘာမှပြောကြစကားမရှိဖြစ်နေပါရယ်။အဲ့လိုနဲ့နောက်ဆုံးမှာတော့သူ့ကိုအားဖြင့်အိမ်ကိုခေါ်ခဲ့ပြီးတော့အားဖြင့်ကိုလည်းပြူစားထားတာတွေပြန်ပြီးတော့ကုစားပေးပါရယ်။ရှောင်းမင်းကတော့အသက်တွေကြီးသွားတဲ့အားဖြင့်ကိုကြည့်ကအောင်းဝင်းနဲ့ချက်ချင်းလမ်းခွဲလိုက်မယ်ဆိုရင်ပြူစားထားတာတွေကိုချက်ချင်းကုသပေးမယ်လို့ပြောလိုက်ပါရယ်။ဒါပေမဲ့လည်းအားဖြင့်ကတော့တည်တဲ့အထိလမ်းခွဲမှာမဟုတ်ဘူးလို့ဆိုပါရယ်။ဒီလိုပြောတဲ့အခါမှာရှောင်းမန်းကဘာမှပြောကြမရှိတော့ဘဲနဲ့ထွက်သွားခဲ့ပါတယ်။ခဏလေးသာအတွင်းမှာပဲအပြင်ဟာ အသက်တင်ပို့ပို့ပြီးတော့ကြီးလာခဲ့တာပါအဝီကလည်းသူ့ရဲ့ဘေးမှာတစ်ချိန်လုံးအဖို့ပြုပေးနေတာဖြစ်ပြီးနောက်ဆုံးမှတော့သူ့မှာလည်းအိုမင်းတည်ဆုံးလို့သွားခဲ့ပါတော့တယ်ကျေးဇူးကောင်မလေးကအဲ့ဒီလောကကြီးကနေနှုတ်ဆက်သွားတဲ့အခါမှာသူလည်းအသက်ရှင်စရာမျှော်လင့်ချက်မရှိတော့တာနဲ့ကျေးဇူးကောင်မလေးရဲ့နောက်ကိုလိုက်သွားမယ်ဆိုပြီးတော့ကိုကိုကိုတက်တည်ဖို့ဆုံးဖြတ်ချက်ချခဲ့တာပါအဲ့ဒီချိန်မှာတော့ရှောင်းမန်းကသူ့ရဲ့အနာကိုရောက်လာခဲ့ပြီးအဝီကိုသူနဲ့အတူတူနောက်တစ်ချိန်ထပ်ပြီးတော့တွေ့ကြဖို့ပြောပါတယ်အဝီကလည်းသဘောတူလိုက်ပါတယ် ဒါပေမဲ့ရှောင်းဖမ်းမထင်မှတ်ထားတဲ့အချိန်မှာတော့သူ့ကိုဖမ်းချုပ်ပြီးတော့တပင်းမှာကျိုးနဲ့ကက်ချီလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့မင်းနဲ့ရှုပ်ပြီးတော့သူမကိုတတ်လိုက်ပါတယ်။အဝေဟာရဲစခန်းကိုသွားပြီးတော့သူ့ဘာသာအဖမ်းခံခဲ့ပါတယ်။ဒါပေမဲ့ရဲတွေကလည်းသူ့ကိုခေါ်ပြီးတော့အခင်းဖြစ်တဲ့နေရာသွားကြည့်တော့ရှောင်းဖမ်းရဲ့အလောင်းကိုလုံးဝမတွေ့ပါဘူး။အဲ့ဒီချိန်မှာအဖွားကြီးတယောက်ကထွက်လာခဲ့ပြီးသူကတော့အသက်တွေကြီးနေနေပြီဖြစ်တဲ့ရှောင်းဖန်းရေပါအဝေစီကနောက်တဲ့တစ်ချိန်အလင်းခံခဲ့ရတာကြောင့်ရှောင်းမဟာသူ့ကိုအလုံးမပေးဖို့တဲ့ဆုံးဖြတ်ခဲ့ပါတယ် ဲလိုနဲ့အာဝီရဲ့လက်ကိုစုကန်လိုက်တဲ့အခါမှာချက်ချင်းပဲအာဝီရဲ့လက်မှာအမဲဆက်တွေထွက်လာခဲ့ပါတော့တယ်။နောက်ဆုံးတော့အာဝီကလည်းအပြင်းအထန်ပဲတဖြည်းဖြည်းနဲ့အုံမင်းပြီးတော့တေဆုံးလို့သွားခဲ့ပါတော့တယ်။